င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မင်္ဂလာတော်မှာဘွဲစားဆိုသူကအကြောင်းသားနဲ့အမျိုးသားတဲ့ကိုအလုပ်ရမယ်ဆိုတာစစ်ထဲထည့်ပြီးရောရန်ဆောင်ရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်မှာအကြောင်းသားတွေပါဝင်လူငယ်မျိုးသား၃ယောက်ကိုဘွဲစားဆိုသူကလုပ်ရမယ်ဆိုပြီးဂျပန်စစ်တပ်တန်းလိမ့်လည်ရောက်စားခဲ့ကြောင်းရန်ကုန်စကော့တဝက်တောက်ရှိသူကပြောတယ်ပြီးခဲ့တဲ့နိုဝင်ဘာ၂၁ရက်ကမင်္ဂလာတော်မြို့နယ်ကုန်းတလဘောင်ကြီးရလက်ပိုင်းမှာနေထိုင်နေဆယ်ကျော်သက်ကျောင်းသားညောင်နဲ့အသက်20ရွယ်မျိုးသားတယောက်ပွဲစားဆိုသူချင်းဆိုတဲ့ ဝါလည်းရက်ွက်ကိုတော်ရရင်မိသားစုနဲ့ဆက်သွယ်ပြတ်တောက်သွားခဲ့လို့သိရတယ်။နောက်တော့နေနိုဝင်ဘာလ20ရက်နေ့မှာအဲ့လူငယ်တွေကမိသားစုရဲ့စီတိတိဆက်သွယ်လို့ရင်သူတို့ကိုကွဲစားဆိုသူကဘကိုးတိုင်းတောင်ကမျိုးကစစ်တပ်စကန်တခုစီရောက်စားလိုက်ကြောက်အသိပေးပြောကြားခဲ့ပါတယ်။လူငယ်ရောက်ရှိသွားစေအောင်ဆိုတဲ့ဘက်ကတော့အသက်20ရွယ်မြို့သားကိုပြန်မလွတ်ပေးကြောင်းနဲ့ចောင်းသားလူငယ်တွေကိုတော့တရားကိုငွေကျပ်30နဲ့ပြန်ရေးကြောင်းမိသားစုရဲ့အသက်ပေးခဲ့လို့လည်းတာဝန်ရှိသူကပြောခဲ့တယ် လက်ရှိမှာကြက်ဖက်စိုးစုကရေကုန်ပြုတ်တွေပေါ်တာဆွဲဖက်စီယာတွေကိုစစဝါပြန်လဲလှုပ်ဆောင်လာပြီးစစ်တင်တန်းနေစီချက်ချင်းပို့ဆောင်နေရဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်မှလုပ်ငန်းတွေကိုအလောက်ကိုင်းခွေလန်းနဲ့မွေးရစေဝါပြစ်တစားဆိုင်နီလန်းတွေတုံးပြီးကောဆောင်တက်ကြောက်သေးရတယ်အလုံးနဲ့များကော်ပြီးစစ်မှုတန်းနဲ့ထဲနေရရခဏခဏတွေ့ရတယ်မို့အလုံးနဲ့ချိန်ဆက်ကြရတဲ့ကတေချာစီစစ်ကြဖို့အသိပေးခြင်းပါတယ်။အဲ့ဒါအပြင်မွေးရစင်းနဲ့ခေါ်တာတွေရောပြစ်ဒီဇိုင်းနဲ့ခေါ်တာတွေဒီမျိုးစတဲ့ရှင်နေတဲ့လူငယ်အင်းနဲ့ဒီအချိန်မှာဘသူ့ကောင်မအယုံမလွဲသင့်တော်ဘူးလို့ Rangos Corner ဝက်တောင်ရှိသူကပြောတယ်။ တလောက်ကိုစစ်မှုထမ်းရေးအတွက်လူ9000ပြည့်မြောက်ဆဲဆုကတမထားလို့စစ်ကောင်ပြည်တပ်ဖွဲ့ဝင်တွေကလည်းရှေ့တန်းစစ်မြေပြင်မှာအသေးပြောက်များနေရကြောင်းစစ်လက်ပါစင်တွေက လူရောင်းဝယ်နဲ့ပြန်ပေးဆွဲငွေညစ်တိုင်းဆွေရလောက်ဆောင်နေရပဲဖြစ်ပါတယ်။ဇလဘီကျိုးပင်ကောင်းမျိုးဝင်းစစ်တဲ့စစ်စင်ကိတ်ကိုဝင်းရောက်တိုက်ခိုက်မှုစစ်သားရဲနဲ့ပြူစော်တီငါအသေးဆုံးမိလက်နဲ့ချုပ်သိမ်းစီရရှိ။ပဲခူတိုင်းကျိုးပင်ကောင်းမျိုးဝင်းဂျပန်စစ်တဲ့ကိတ်ကိုဝင်းရောက်တိုက်ခိုက်မှာစစ်သားရဲနဲ့ပြူစော်တီငါအသေးဆုံးမိလက်နဲ့ချုပ်သိမ်းစီရရှိခဲ့ကြောင်းတော်ရီကဲစေတရင်မြေကပြောပါရတယ်။နိုဝင်ဘာလ23ရက်နေ့မနက်9:00နာရီကျော်ကမှကျိုးပင်ကောင်းမျိုးဝင်းဂျပန်စစ်တဲ့ကိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ကဂိတ်စကန်မှရှိတဲ့စစ်သားရဲနဲ့ဖြူစောတိငါးအသေးဆုံးပြီးလက်နက်ချုပ်ရရှိခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လန်ရဲဘော်တွေပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒီခါတိုက်ခိုက်တဲ့ဖြစ်စဉ်ကတော့မှန်တယ်ကျိုးပင်ကောင်းမျိုးဝင်စစ်ခွေးကိတ်ကိုဝင်ဖြစ်တာကျွန်တော်သိရသလားကစစ်ခွေးရဲနဲ့ပြူစောတီငါးကောင်တည်းရဲ့လို့သိရတယ်လက်နဲ့ကြော်လက်တင်စရာရှိပါတယ်အလားတူနိုဝင်ဘာ23ရက်နေ့မနက်စောပိုင်းကလည်းဈေးကုန်းမျိုးအမှတ်3ရက်ကွက်ဆန်းရွာရက်ကွက် ရန်ကုန်ပြည်ကားလမ်းပင်ရှိ Heaven KTV ကိုပြည်ရဲတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ KTV အခန်းမှတ်တုံးမှာသချင်းစုံနေတဲ့စစ်တပ်လက်အံပြူစောတီကိုပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နေတဲ့အဖွဲ့ဝင်မြင့်နိုင်ဦးခိုင်စော်မြင့်ဦးမျိုးလင်မျိုးမြောင်နဲ့အစောကြီးသေဆုံးပြီးခြေသီးတက်လက်ကြီးပေါက်လေးကိုခြေတော်80အကွင့်မဲ့နှစ်ခုဓာတ်အောင်လက်တိတ်တစ်ခုကိုတင်စီရရှိခဲ့ပါတယ် ဆက်လက်ပြီးမြို့သားကဲဦးနဲ့မောင်မြို့နယ်ရှိကြရဲကိုစစ်ကြောင်းထိုးလိုက်စစ်တပ်ရင်ထဲနဲ့တပ်ဆွဲထားနေရတဲ့ကိုတိုက်ခိုက်မှုစစ်သား9ဦးသေဆုံးမန္တလေးတိုင်းမြို့သားမြို့နယ်တွင်စစ်ကြောင်းတွင်ထွက်လာတဲ့စစ်သားတွေကိုလက်နက်ကျင်းနဲ့ပြစ်ကတ်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းစင်ယော်နီစနိုက်ပါပက်ကင်ကာရာဖို့ဖွဲ့ခေါဆောင်ကိုကြာတက်ကပြောတယ်။နိုဝင်ဘာလ17ရက်နေ့မှာမြို့သားမြို့နယ်ရှိဒန်နမွင့်ကျေးရွာကိုစစ်ကြောင်းတွင်ထွက်လာတဲ့ဂျက်ဖက်စစ်တပ်တော်လိုက်တဖွဲ့တွေက60မမလက်နက်ကျင်းနဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့ပါတယ်။ထိုတိုက်ခိုက်မှုတွေဂျက်ဖက်စစ်တပ်ဘက်ကစစ်သား9ဦးသေဆုံးပြီး 15အထိကတန်းရွှေကတော်လိုင်းတဖွဲ့ဝင်ကောင်းကြဆောင်ခဲ့ပါတယ်။စစ်ခွေးအရာက2ချောင်းပေါင်း160လောက်ရဲစစ်ခွေးကောင်းတင်ဆောင်တဲ့အထိကတန်းရ15ရှိပါတယ်။စစ်ခွေးစစ်ကြောင်မြို့တော်မြို့ပေါ်ကထွက်တဲ့စစ်ကြောင်မှလက်ရှိမှာစစ်ခွေးစစ်ကြောင်ကမြို့တော်မြို့ကိုပြန်ဆုတ်သွားတယ်။တော်လိုင်းရဲဘုံကောင်းကြဆောင်တဲ့လက်နက်နဲ့လက်ပါသွားပါတယ်။ဆိုပါတိုက်ခိုက်မှုကိုစင်ယော်နီလက်နက်ကြီးတဖွဲ့နဲ့အတူ TJYR ငန်းစုံ SDN ငန်းစုံဘက်ကပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်။အလားတူစကိုင်းနိုင်ခင်ဦးမြို့နယ်မုံလကျေးအတွင်းယာယီတက်ဆွေတိုင်းစစ်တပ်ကလည်းဝေရောက်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးဖွဲ့ရင်းမြို့နယ်ကတရင်ထုံပြန်နေ ယနေ့နိုဝင်ဘာလ23ရက်နေ့မှာမနက်7:00နာရီကမှခင်ဦးမြို့နယ်မုံလကျားတွင်ယာယီတက်ဆွဲတဲ့ကျန်းပတ်စစ်သားနဲ့ပြည်သူ့ထိုင်ရန်တရားခံကိုရဲဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့လက်ရုံတပ်ကဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထို့ထိတိုက်တဲ့ဘက်က45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူရဲတပ်ကိုတိပြုတ်နိုင်ခြင်းမရှိဘဲစစ်တပ်ဘက်ကစစ်ကိုစစ်ကြောင်းနဲ့ရောက်ရှိလာကြောင်းတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ထို့ပြင်စကိုင်းနိုင်မွန်မြို့နယ်မှာကျန်းပတ်စစ်တပ်ကိုမိုင်းဆက်တိုက်ခိုက်ရာ စစ်သားနှောင်းထိခိုက်ဒဏ်ရာရှိခဲ့ကြမော်ရကဲပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လီတပ်ခွဲနေတပ်ခွဲကိုဝင်ပိုင်ကပြောတဲ့ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်သားနှောင်းထိခိုက်ဒဏ်ရာရှိခဲ့ပြီးစစ်တပ်ဘက်ကရန်သားပစ်ခတ်ခဲ့တော်လဲတော်လင်းရဲဘော်၏အဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုမော်ရကဲပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လီတပ်ခွဲနှင့်ဖိုင်မြင်းစာကွန်မန်ဒိုဖို့မော်ရကဲပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လီတပ်ခွဲလေးဖိုင်မြင်းစာတီချာဖို့မော်ရကဲပြည်သူ့ကာကွယ်ရေးတပ်မတော်တိုင်းနယ်ဆက်ရှိတပ်ခွဲတုံးတို့က ပူပန်လောက်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်မော်ရမဲလေးလမ်းပိုင်းမှာစစ်တပ်ရင်တန်းနေတဲ့ကမ္မလိုက်တိုင်းမြစ်တိုင်းရက်ခံပါတယ် ဆက်လက်ပြီးတော့ရှစ်ကုတ်ကုန်မှာကြားဖြန့်လုံယုံနေမှာဖန်စီရရှိသက်တေကံပစ္စည်းဖြစ်တဲ့ဖုန်းနဲ့ကွန်ပျူတာတွေကိုစစ်တပ်ကလမ်းကျိတ်ဆန်နေပြန်စီခင်ရင်ပြင်းနေများတွေမြို့နယ်ရှစ်ကုတ်ကွန်မြို့တင်မှာစစ်တပ်ကကြားဖြန့်လုံယုံနေမှာဖန်စီရရှိသက်တေကံပစ္စည်းဖြစ်တဲ့ဖုန်းနဲ့ကွန်ပျူတာတွေကိုစစ်တပ်ကလမ်းကျိတ်ဆန်နေဖြန့်စီလိုက်ကြောင်း BGF နဲ့စစ်တပ်ကတိုင်းသတင်းဌာနရဲ့ထံကိုသက်ပုံနေပေးပို့ခဲ့တယ်။နိုဝင်ဘာလ10ရက်နေ့မှာစတင်ခဲ့တဲ့ကြားဖြန့်နေနေမှာ6ရက်ကျော်ကြာလာပြီဖြစ်ပြီးကြားဖြန့်လုံယုံနေမှာနိုင်ငံသားတရ1940ကျော်ကိုဖန်စီခဲ့ကကွန်ပျူတာ300ကျော်နဲ့ မိုဘိုင်းဖုန်း2000ကျော်ကိုတင်စီရရှိခဲ့ကြောင်းရှင်တော်နိုဝင်ဘာလ22ရက်နေ့ညနေပိုင်းမှာကြားဖြတ်အွန်လိုင်းတင်လဲရမှာအုံပြွဲကွန်ပျူတာနဲ့ဖုန်းတွေကိုစစ်တပ်နဲ့ BGF ကလမ်းကျိတ်ဆက်တင်နဲ့ဖျက်ဆီးလိုက်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်နဲ့ BGF ကရွှေကုတ်ကိုရှိကြားဖြတ်လို့ယုံဆိုင်22နေရာကိုစီးနှင်ခဲ့ပြီးတော့လူပေါင်း1000ကျော်ကိုဖမ်းဆီးကား ကွန်ပျူတာ3000နီးပါးနဲ့ဖုန်းပေါင်း2000ကျော်ကိုသိမ်းဆည်းရရှိထားပါတယ်။စစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်မှာရွှေကုတ်ကုန်းနယ်မြေတွင်နိုဝင်ဘာ17ရက်ကနေယနေ့ထိမြန်မာနိုင်ငံတွင်ကိုတရားဝင်ဝင်ရောက်နေထိုင်တဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1590လုံးနဲ့ online လိမ်လည်လောင်းကစားမှုကျွမ်းလွာမှာအသုံးပြုတဲ့ကွန်ပျူတာ2193လုံး၊ mobile phone 2150လုံး၊ Starlink တန်း Starlink ဘဏ်ကို100တလုံး၊ router 20တလုံး၊လုပ်ငန်းသုံးပစ္စည်းများပြားစီစစ်သွင်းရှိ ဖန်စီရမိခဲ့တဲ့စစ်တပ်ကကြောက်ဖြတ်နေရှိရမြောက်ရီမက်တော်တလေးကေကေပတ်နယ်မြေရွှေကုတ်ကိုမြိုက်ကျွိုင်နဲ့ရွှေကုတ်ကိုမြို့တဲတို့ကိုဝင်ရောက်စီနင်းခြင်းဖြစ်ပါတယ်စစ်တပ်က2025ခုနှစ်ဇန်နဝါရီလ30ရက်ကနေနိုဝင်ဘာ22ရက်နေ့တင်မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1000 168ကိုထိန်းသိမ်းနိုင်ခဲ့က1893ကိုဖြစ်စေခဲ့ပြီး၎င်းတို့နဲ့မှ9988ကိုထိုင်းနိုင်ငံမှာတဆင်သက်ဆန်နိုင်ငံတွေကိုပြည်နယ်နယ်ပေးရခဲ့ကြောင်း ကျန်ရှိတဲ့ပြည်ပနိုင်ငံသား2490ဦးကိုလည်းသက်ဆိုင်နိုင်ငံတွေကိုလက်ပြောင်းပြီးဖြစ်ကြောင်းထုတ်ပြန်နေ ဆက်လက်ပြီးစံခိုင်ကိုယ်စားလှယ်တွေကိုယုံကြည်နိုင်တဲ့တန်တရားဖြစ်စရာမရှိအောင်အနာသိစစ်တပ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားစံခိုင်ပါတီကပြောအနာသိစစ်တပ်ကစီစဉ်ပြုလုပ်တဲ့တွေ့ရုံရွေးကောက်ပွဲအတွက်မဲဆက်စည်းရောမှပြည်သူအနေနဲ့စံခိုင်ပါတီရဲ့ကိုယ်စားလှယ်တွေကိုတန်တရားမဖြစ်ပဲယုံကြည်နိုင်တယ်လို့ပြောခွင့်မြို့နယ်မှာဝင်ရောက်ရှင်ပြိုင်မဲ့စံခိုင်အထွေထွေတင်မှုဦးတောင်ကြီးကပြောတယ်တန်တရားဖြစ်စရာမလိုဘူးလို့ပြောနေတဲ့စံခိုင်ပါတီ USDP ကပြည်သူတွေမုန်းတရအနာသိစစ်တပ်ကစစ်ဗိုလ်ချုပ်တွေများစွာနဲ့ဖွဲ့စည်းထားစစ်တပ်လာကန်ပါတီတစ်ခုဖြစ်နေတယ် ကျွန်တော်ချမှတ်ထားတဲ့ပြည်သူတွေအတွက်ကတော့ရေးဆွဲထားတဲ့ကတိကဝတ်လုပ်ငန်းစဉ်တွေကိုအကောင့်ထံပို့နိုင်မှုပို့နိုင်တဲ့သူတွေကိုပဲကိုယ်စားလှယ်ဖြစ်နေရွေးထားတယ်လို့ကျွန်တော်ပြောချင်တယ်။ဒီကိုယ်စားလှယ်တွေကတာမန်မဟုတ်တိုင်းနဲ့ပြည်နယ်ပြည်သူလွတ်တော်မျိုးသားလွတ်တော်တိုင်းဒေသကြီးလွတ်တော်အကုန်လုံးမှာအဲ့လိုစံထားပြီးရွေးထားဖြစ်တယ်လို့ကျွန်တော်မိဘပြည်သူတွေကိုသိပေးချင်တယ်။ဒီကိုယ်စားလှယ်တွေကိုရုံကြီးကြီးတောင်းရင်ပေးနိုင်တဲ့တန်ရရှိစရာမလိုဘူးလို့ USDP ထွေထွေတွင်မှုအသံကပြောတယ်။ ပြောင်းပွဲမြို့နယ်မှာပြည်သူတွေနဲ့တွေ့ဆုံပြီး message ဆေးရမှာဥဒိုင်းကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးအနာသိန်းကျန်းဖက်စစ်တပ်လက်ကနေစင်တက်လာတဲ့တို့ပါတီကကျွမ်းကျင်တဲ့ပညာရှင်တွေကိုအဆင့်ဆင့်အစီအစဉ်ကကိုယ်စလဲလောင်းနေပြည်ရွေးချယ်ထားတယ်လို့လည်းပြောပါရယ်စစ်တပ်အတွက်ရွေးကောက်ပွဲမှာစစ်တပ်လက်ကန်ကြက်ခိုင်ပါတီကကိုယ်စလဲအများဆုံးဝင်ရောက်ရှင်ပြိုင်များပြစ်ပြီးတော့တချို့မင်းဆန်နာနယ်မှာကြောင်းကြောင်းကြောင်းကျန်းခိုင်ပါတီကပြိုင်ပွဲမရှိပဲရွေးကောက်ပွဲမစကဲနိုင်ရနိုင်မှုပေါ်ဝေဖန်မှုတွေလည်းရှိပါတယ် ဆက်လက်ပြီးတာယာပြန်လုပ်နေတဲ့ဆစ်ဆောင်ပြည်သူတွေကို ပြည်နယ်ပြည်သူစစ်လက်နက်ကြီးပြေခတ်မှုကြောင့်အမျိုးသမီးတောင်းတေဆုံးရှမ်းပြည်နယ်ဖက်ကောင်မြို့နယ်မှာဆစ်ရှောင်ပြည်သူချုပ်တောင်းအပြန်လုံနေချင်းဂျပန်စစ်တပ်လက်ကပို့ပြည်သူစစ်တပ်ဖွဲ့ဟာလက်နက်ကြီးပစ်ခတ်တာကြောင့်အမျိုးသမီး၃ယောက်ထိမှန်သိမ်းဆောင်ခဲ့လို့သိရတယ်။နိုဝင်ဘာ၂၂ရက်နေ့မနက်စံတိုင်းလောက်မှာဖဲခေါ်နောက်ဖက်ချံ ဘောရံဆစ်ဆောင်စကန်နဲ့နတ်ဘလုံဆစ်ဆောင်စကန်ဆစ်ဆောင်ပြည်သူ900ဘောရံရာနီတာပြန်လုံနေချင်းပုံပြည်သူစစ်တပ်ဝင်ကလက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်တဲ့ပြန်လို့လက်နက်ကြီးပစ်ခတ်တဲ့နေရာအရင်ကဘောရံရာသားရဲ့ဆစ်ဆောင်မိသားအောင်လောက်ကင်နေနေရာဖြစ်ပါတဲ့စစ်တပ်လက်အောက်ကပြန်လို့ပြည်သူစစ်ကပြည်ခဲ့အော်တိုဘာလမှာဖဲခုံနောက်ကြံရှိကြရတွေကိုအင်အားများပြန်နေဆစ်ဆောင်တုံဝင်ရောက်ပြီးဂျွာသားတွေကိုတပ်ဖြတ်တာအနေနဲ့ဖျားချောင်းတွေကိုမီးရှို့တာတအားလောက်ကင်တွေကိုလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တာလောက်ဆောင်နေတယ် စက်တန်နဲ့ပီအန်နိုပြည်သူစက်တရားဆက်ဆောင်ပြည်သူ၏အနေနဲ့သူတို့ဆိုင်ပြိုပြီးကြံခဲ့တာရီစီသွားတဲ့အခါမှာကင်းတော့ဘရောင်းနေနဲ့ပြန်ဝဲပြီးမကြခင်ချိန်မှာလက်နက်ချင်းပြစ်ကတ်တာမျိုးလှုပ်လို့ရှိရလို့လည်းသိရှိရပါတယ်။နောက်ဆက်အောင်ပြကြရတဲ့အတွက်တွင်ကျေးဇူးတင်ရှိပါတယ်ရှင်။